GVP ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းလေးကိုပြောပြပေးပါမယ်။အာဖဂန်နစ္စတန်မြောက်ပိုင်းမှာ6.3မက်ဂနီကျူးအဆင့်ငလင်လောက်ခတ်ခဲ့တာကြောင့်လူ20ထက်မနည်းသေဆုံးခဲ့ပါတယ်။အာဖဂန်နစ္စတန်ရဲ့အကြီးဆုံးမြို့တစ်ခုဖြစ်တဲ့မာဇာအီရှရီအနီးမှာလောက်ခတ်ခဲ့တာဖြစ်ပြီးလူရာနဲ့ချီတန်ရရှိခဲ့တယ်လို့ဒေသခံတာဝန်ရှိသူတွေကပြောပါတယ်။မာဇာအီရှရီမှာလူ9သိန်းဝန်းကျင်နေထိုင်ပြီး တနင်္လာနေ့မနက်တနင်္လာမှာလောက်ခတ်ခဲ့တာဖြစ်ပါတယ်။ chips in 10 years the new blackwell that just came out Nvidia ရဲ့ထိပ်တန်း AI chips ပြားတွေဟာအခြားသူတွေအတွက်မဟုတ်ဘဲအမေရိကန်နိုင်ငံအတွက်တည်ထောင်ဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ် Nvidia ကထုတ်တဲ့ထိပ်တန်း chips တွေဖြစ်တဲ့ blackwell chips တွေကို American customer တွေကပဲပိုင်ဆိုင်ရမှာဖြစ်တဲ့ကြောင်းထရန့်ကပြောဆိုခဲ့တာပါ DVB ရဲ့နောက်ဆုံးရသတင်းတွေကို DVB TV News Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ